ပြည်သူများအားလုံးပဲမင်္ဂလာပါခုတစ်ခေါက်ပြောပြပေးသွားမယ့်ရုပ်ရှင်ကားကတော့ Cosmo Ball လို့ခေါ်တဲ့သိပ္ပံရုပ်ရှင်ကားပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဘယ်လိုဆိုရဲသိပ္ပံပညာရှင်ကြီးတယောက်နဲ့ရှယ်လိုဆိုရဲမကောင်းဆိုးဝါးကြီးတို့ဟာပေါ်ဝါမကူရေမရှူတန်းတိုက်ခိုက်ခဲ့ကြပါတယ်ဘယ်လိုဟာတိုက်ပွဲကိုအနိုင်ရလို့နှိပါအထိရောက်နေချိန်မှာရှယ်လိုဟာသူ့ရဲ့လက်နက်ပုံတစ်ခုကိုထိုးသွင်းလိုက်ပါတယ်အဲ့ဒီလက်နက်ဟာထိမိလိုက်တာနဲ့ဂျိုတကူလုံးကုန်အောင်ဖျက်ဆီးနိုင်စွမ်းရှိတဲ့အစွမ်းထက်လက်နက်ပဲဖြစ်ပြီးသူ့လက်တိုက်ပွဲကနေလွတ်မြောက်သွားပါတယ်ဒါနဲ့ဘယ်လိုကသူ့ရဲ့အစွမ်းထက်သူရဲကောင်း၃ယောက်ကိုရွေးချယ်လိုက်ပြီးရှယ်လိုနောက်ကိုလိုက်ရှင်းဖို့တာဝန်ပေးလိုက်ပါတယ် နောက်ဆုံးမှာတော့ရှယ်လိုရဲ့အာဂတယင်ကြီးဟာလကဘာဘော်ကိုပြုတ်ချသွားပြီးလကဘာလည်းတစကြီးကြီးကွဲသွားခဲ့ပါတယ်။ရှယ်လိုကိုရိုင်ကတော့တိုက်ခိုက်မှုမှာတက်မတီပဲလွတ်မြောက်သွားပြီးကဘာမီရဲ့အလဲဘိုတဲ့တဲ့ကိုရောက်သွားပါတော့လေ။တိုက်ပွဲတွေကြောင့်ရောလကဘာမရှိတော့တာကြောင့်မှကဘာမီကအရင်ကနဲ့မတူတော့ပဲဗပောင်းဆောင်ကနေဆုပ်ယုပ်လာပါတော့လေ။တစ်ဖက်မှာတော့ဤပညာတွေကအမခန်းတိုးတက်လာခဲ့ပါတယ်။ဒီလိုခက်လုံကဘာမှာလူတွေအကုန်လုံးအဖို့ကိုစီရှိနေပေမဲ့လမ်းမပေါ်မှာတယောက်တည်းကြောင်တောင်တောင်ဖြစ်နေသူကတော့အန်ဒရိုမာ န်ဒရိုဟာအလုံးမရှိကံမရှိဆင်းရဲသားတစ်ယောက်ပဲဖြစ်ပြီးအခုချိန်ထိစော်လဲတစ်ယောက်မှမထားဘူးသေးပါဘူး။သူ့ရဲ့ထူးခြားချက်ကတော့တဏျာနဲ့တဏျာကိုလွယ်တကူတယ်လီဖုန်းဖွင့်တာသွားနိုင်စမ်းရှိတာပဲဖြစ်ပြီးသူကိုယ်တိုင်လည်းဒီလိုစွမ်းနေပိုင်ဆိုင်ထားမှန်းကိုမသိသေးပါဘူး။ရှုံသမားတယောက်လိုနေထိုင်နေတဲ့ဗေလာဆိုတဲ့မျိုးသမီးတယောက်ကတော့သူ့ចောင်းကိုទីနေခဲ့ပါပြီ။ဗေလာကလူโซကြီးရှယ်လိုရဲ့တမီးပဲဖြစ်ပြီးသူ့ဖခင်လုံနေတဲ့ဆက်ကြဝဠာဖြစ်စီမဲ့အစီအစဉ်တစ်ခုမှကူညီနေသူပါ။ရှယ်လိုရဲ့ပလန်တွေအတွက်အန်ဒွန်ဟာအဓိကလိုအပ်ချက်တစ်ခုဖြစ်တာကြောင့်ဗေလာကနောက်ကနေတကောက်ကောက်လိုက်ကြည့်နေတာပဲဖြစ်ပါတယ်။ လူစိုးကြီးခြေလို့အတွက်လည်းကဘာမြေဥရိုင်ကနေလွတ်မြောက်ဖို့ကြိုးစားနေပြီးတကယ်လို့သူကြိုးစားအားထုတ်မှုပြတ်သွားရင်ဒီနေရာမှာပဲထာဝရပေးမိသွားမှာဖြစ်ပါတယ်ဒီချိန်ကဘာမြေပေါ်မှာတော့ Cosmo ဘောလုံးပြိုင်ပွဲတစ်ခုကျင်းပနေပါတယ်။လက်ရှိကဘာကဘောလုံးအားကစားနေတိုင်း Cosmo ပြိုင်ပွဲကိုကစားကြတာဖြစ်ပြီးတခြားဂျိုတွေကအားကစားတွေပါလာပြိုင်ကြတာဖြစ်ပါတယ်။ဘောလုံးအားကစားနေနဲ့မတူတဲ့အချက်ကတော့ကစားသမားတွေကတယ်လီဖုန်းဖွင့်ကတနင်္လာကနေတနင်္လာကိုအလင်းမြန်ပြေးပြီးကိုသွင်းရတာပါပဲ။ကဘာဂျိုဘက်ကအတင်းသားတွေကတော့နာတာရှာပီလီနဲ့ဖန်တို့ပါပဲ။ပြိုင်ပွဲကိုလေထဲမှာမျောနေတဲ့အဆောက်အုံထဲမှာကျင်းပနေတာဖြစ်ပြီး တစ်ကဘာလုံးကအိုးဟော်တောင်းနေအားပေးကြပါတယ်ဒီဘောလုံးပွဲရှိနေတဲ့အချိန်မှာမောင်မင်းကြီးသားအန်ဒိုကအလုတ်သွားလျှောက်ပါတော့တယ်စီးမားကသူ့ဘောလုံးပွဲကြည့်နေလို့လျှောက်လာမဖတ်နိုင်သေးလို့ညင်းလိုက်ချိန်မှာအန်ဒိုနဲ့စိတ်ညစ်ညစ်နဲ့ဘောလုံးပွဲကြည့်နေတဲ့လူတွေရဲ့ brain box ကိုပိတ်လိုက်ပါတယ်ဒီနောက်မှာတော့ရုံးတဲကနေကန်ထုတ်ခံလိုက်ရပြီးလမ်းမပေါ်ပြန်ရောက်လာပါတော့တယ်ဒီချိန်မှာလူစိုးကြီး villain shell ကကဘာမီကနေလွန်မြောက်ဖို့နီလန်းပေါင်းစုံနဲ့ကြိုးစားနေပြီးသူ့ကိုတားဆီးထားတဲ့စောင့်တွေကိုပါတပ်ပစ်လိုက်ပါတယ်ကဘာမီဦးတိုင်းမှာတောင်းကျရင်တိုင်းတောင်းကျနေတဲ့တရင်အားလူအဖြစ်အသွင်ပြောင်းထားတဲ့ velocity ကိုရောက်လာခဲ့ပါတယ် ဗီလိုကချင်းချင်းမဲ့ပွဲကိုခဏရက်ခန့်လိုက်ပြီးတိုက်ခိုက်မှုတွေရှိတယ်လို့သတိပေးလိုက်တယ်။ဒီချိန်မှာရှယ်လိုလွတ်တင်လိုက်တဲ့စစ်ရန်နေရာကြီးတစ်ခုကကဘာမြေပေါ်ကိုရောက်လာခဲ့ပေမဲ့လုံချုံရေးတပ်ဖွဲ့ကအချိန်မီကာကွယ်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဘောလုံးဘွဲကကဘာကျိုးအသင်းကနိုင်ရသွားခဲ့ပါတယ်။အန်ဒရွန်နဲ့အလုံးမရတာနဲ့စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာချိန်မှာတော့မိဖို့ကြောင့်နဲ့မှမိလည်နေတဲ့သူ့မိကိုတွေ့သွားပါတယ်။ချင်းချင်းမဲ့အိပ်ရာပေါ်ကောက်တင်ပြီးစေးတိုက်မလို့ဈေးဘူးရှာချိန်မှာဈေးကိုနေပြီဆိုတော့ကိုတွေ့လိုက်တယ်။ ချက်ချင်းပဲသူ့အမေအတွက်စေးထုတ်ဝယ်ခဲ့ပေမဲ့ဆိုင်းပါရှင်ကဘောလုံးပွဲကြည့်နေလို့စံပိတ်ထားတာကိုတွေးလိုက်ပါတယ်စိတ်မရှိနိုင်လို့ဂဲနဲ့ကောက်ပေါက်ခဲ့ပေမဲ့ဘရင်ပေါက်ကကွဲမလာလို့ဘူးနေချိန်မှာရုတ်တရက်သူ့နားကိုကော်မလီတယောက်ရောက်လာပြီးဆိုင်းမန်တကားကိုခွဲတာတွေးလိုက်ပါတယ်အဲ့ဒီကောင်မလေးကတခုမလေးတယောက်ပဲဖြစ်ပြီးဆိုင်ထဲကဈေးဝပစ္စည်းတွေကိုယူပြီးအပြင်ပြတ်ထွက်သွားခဲ့ပါတယ်။အန်ဒွန်လည်းသူ့မိလိုအပ်နေတဲ့ဈေးတွေယူပြီးကောင်မလေးသွားတဲ့လန်တိုင်လိုက်သွားပေမဲ့ကောင်မလေးလိုမသွားနိုင်ခဲ့ပါဘူး။ ရဲကလည်းရောက်လာနေပြီမို့အလွဲလဲချော်ချော်နဲ့ထွက်ပြေးနေတနေရာမှာတော့အန်တော်ကတယ်လီဖုန်းဖွင့်ပြီးပြေးမိသွားသလိုဖြစ်သွားခဲ့ပါတယ်။မန်တကယ်တော့သူတွေ့ခဲ့တဲ့အညာဆိုတဲ့ကော်မလီကဗေလာပဲဖြစ်ပြီးနှစ်ယောက်တူထွက်ပြေးတော့ကအန်တွန်ရဲ့စပယ်တမြင်ရလိုက်ပါတယ်။ဒီအန်နီကိုဖခင်ဖြစ်သူရှဲလိုစီယူလာပြီးသူ့စစ်တဲကိုထိခိုင်းခဲ့ပေမဲ့ဒီအန်နီကနယ်လုံးနာကြောင့်စိတ်မရှိတော့ဘဲဒီတစ်ခေါက်တွေ့ရင်လူပါတက်ခဲ့လို့မှားလိုက်ပါတယ်။အန်တော်အိမ်ပြန်ရောက်ချင်းမှာပဲအိမ်ထဲမှာသတင်းတွေကိုမြင်လိုက်ရပြီးအန်အားတင်သွားခဲ့ပါတယ်။နာမကျန်းဖြစ်နေတဲ့မိခင်နဲ့သူနဲ့ပဲရှိတဲ့အိမ်ထဲမှာဘယ်လိုနဲ့သူတို့ပဲအာကစားသမား၃ယောက်စလုံးရောက်နေခဲ့တာပါ။အ ဘယ်လိုကအန်ဒရိုရဲ့စွမ်းကိုသိနေသူတယောက်ဖြစ်တာကြောင့်သူတို့နဲ့အတူဘောလုံးကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်ပထမတော့အန်ဒရိုလည်းညှဉ်းဆန်ခဲ့ပေမဲ့မင်းလိုက်မယ်ဆိုရင်မင်းမိကိုပျောက်ကင်းအောင်စီကူတာပေးမယ်လို့ကမ်းလှမ်းလိုက်တော့ချက်ချင်းပဲသဘောတူလိုက်ပါတယ်ဒီနောက်မှာတော့အန်ဒိုကိုသူတို့စကန်နဲ့ခေါ်သွားပြီးလိုအပ်တဲ့စီးဆစ်ချက်တွေလုပ်ပေးလိုက်ပါတယ်သူ့သွေးတွေကိုယူပြီးကိုရန်တော်ဆေးရုပ်ကလေးတစ်ယောက်ကိုလည်းဖန်ပြီးပေးလိုက်သလိုဘောလုံးကစားဖို့လိုအပ်တဲ့ပညာရက်တွေလည်းတင်ပေးလိုက်ပါတယ်ဘောလုံးကွင်းထဲမှာတယ်လီဖုန်းဖွင့်ပြီးကစားရလေးရှိတာမို့အခုမှလမ်းဘေးကရောက်လာတဲ့အန်ဒိုတက်တော့ဘာမှမလုပ်တတ်မကင်တက်ခဲ့ပါဘူး ဒါမဲ့လည်းကွင်းထဲမှာကစားနေတဲ့တဖြည်းဖြည်းသူလဲတယ်လီဖုန်းဖွင့်နိုင်တဲ့သူဆိုတာကိုသိလာပြီးကျန်တဲ့ကစားသမားတွေထက်တအောင်တော့ဆော့ပြလိုက်ပါတယ်အန်တိုတရဘွားတက်စာကွင်ရလို့ပြောကြီးပြောနေပြီမယ်ဘယ်လူရဲ့စကားတခွန်ကြောင့်စိတ်ပြက်သွားပါတယ်ဘယ်လူကအန်တို့ကိုခေါ်ချင်လို့သာခေါ်လိုက်ရပြီမယ်သူ့မှာသူ့မိကိုစေကူတာဖို့စေမရှိသေးဘူးဆိုတဲ့အချက်ပါပဲတခြားကဘာကဂျူသားတွေစီကိုစင်းဒီလှန်တောင်းတော့လေတိုးတက်နေပြီဖြစ်တဲ့တခြားဂျူတွေကလူတွေရဲ့နှိမ့်ကြတဲ့ဂျူကိုသူတို့ရဲ့ဆေးကိုမပေးချင်ခဲ့ပါဘူးအန်ဒရိုအိမ်မြန်ရောက်ချိန်မှာအညာကခေါ်ရဲဆိုလို့သူမပုံအောင်နေတဲ့မြောက်ခန်းထဲကိုရောက်သွားခဲ့ပါတယ် ခုချိန်ထိအညာကရန်သူတယောက်ဆိုတာကိုမသိသေးတဲ့အန်ဒရွန်ကသူကစားသမားဖြစ်တော့မဲ့အကြောင်းကိုတော့ကြွားလိုက်ပါသေးတယ်။မန်နေဂါရောအညာကအဲ့ဒါတွေအကုန်လုံးကိုတီးပြီးသားဖြစ်ပြီးကွင်းထဲရောက်ရင်ဒါလေးကိုကြမ်းမြစ်ပေါ်လောင်းချခဲ့ဆိုပြီးစီဘူးတဘူးပေးလိုက်ပါတယ်။အန်ဒရွန်လည်းဘာရဲ့ညာရဲ့နှကပြန်မစင်းစားတော့ဘဲနှာဘူးထားနေတာမို့ဘောင်းမီရိတ်ထဲကောက်ထည့်ပြီးတေချာဖို့လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အန်ဒရွန်ကအညာကိုနှက်ဆက်ခါနေချိန်မှာကွင်းရန်တော်ဆစ်ယုတ်ကလေးကရောက်လာပြီးတားဆီးလိုက်ပါတယ်။သူနဲ့တူနာတာရှာလည်းပါလာပြီးကစားပွဲစားတော့မှာမလို့ချက်ချင်းလာခဲ့တော့လို့ခေါ်လိုက်ပါတယ်။အညာလည်းအန်ဒရွန်ကိုနှက်ဆက်လိုက်ရင်စီဘူးကိုပါသွားအောင်ဘောင်းမီရိတ်ထဲထည့်ကတေချာမှလိုက်ပါတယ်။ ကစားကွင်းထဲရောက်ချိန်မှာတော့အန်တော်ကစီးပူးတွေကစီးရီတွေကိုကစားကွင်းကျမ်းမြေကိုညှစ်ထုတ်ပေးလိုက်ပါတယ်ဒီနောက်မှာတော့ဓာတုစီးရီတွေကကျမ်းမြေနဲ့ဆက်ဝင်ကပျောက်ကွယ်သွားပါတော့တယ်ဒီနေ့ဘောလုံးပွဲကိုတော့အမေဆုံးဂျူသားရီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးကစားပွဲထဲရောက်ချိန်မှာအန်တော်ကဝင်မကန်မဲ့ငူကြီးထိုင်နေခဲ့ပါတယ်အစားတုံးကတော့ကစားသမားတစ်ပါလို့မျှော်လင့်နေတဲ့ပရိသတ်တွေလည်းအန်တွန်းရဲ့လုပ်ပုံကိုကြည့်ပြီးကလော်တုတ်နေကြပါပြီအန်တော်တယောက်ဆေးပြောင်းပြီးကောင်းကောင်းကစားတော့မယ်လို့ဆုံးဖြတ်လိုက်ချိန်မှာဓာတုစီးရီတွေကတစတစပူပွားလာပြီးနန်းအနေကိုစပြစ်စည်းနေခဲ့ပါပြီ ။ကစားသမားတွေအကုန်လုံးကအဲ့ဒီဓာတ်တို့အစိတ်တွေကိုနှီးမျိုးစုံနဲ့ကာကွယ်ခဲ့ကြပေမဲ့ဈေးရကိုဘလို့မှတားလို့မရတော့ပါဘူး။ဒီချိန်ကိုစောင့်နေတဲ့လူစုကြီးချေလူကခွင်ကောင်းကိုမိရရယူလိုက်ပြီးကစားကွင်းကိုဖြစ်စည်းဖို့ကြိုးစားပါရတယ်။သူရဲ့လက်နဲ့ဆန်းနေတဲ့ဖြစ်စည်းနေချိန်မှာတော့နာတာရှာကိုကယ်တင်ပေးလိုက်တယ်လို့သူကိုယ်တိုင်လည်းဒီလိုလှုပ်ခဲမိတာမှားပြီလို့နောင်တာတွေရနေခဲ့ပါတယ်။သူလဲစားခံလိုက်ရပြီဆိုတာကိုသိသိချင်းအညာစီကိုတန်းသွားပါတော့တယ်။သူ့လက်ဆွဲတော်ဆေးရုပ်ကိုလည်းနောက်ကနေကောက်ကောက်ပေါအောင်မလိုက်နိုင်အောင်ချုပ်ထားခဲ့ပါသေးတယ်။ အညာစီရောက်ချိန်မှာတော့သူမကတကယ်ပုံရိပ်အစ်မကိုထုတ်ပြခဲ့ပြီးအန်ရိုရဲ့နဖူးကိုဖောက်က DNA လုံလောက်ရယူသွားပါတယ်။ဆဲယုတ်ကလေးကတော့ပိတ်ထားတဲ့တကားကိုကိုယ်တိုင်ဖွင့်ခဲ့ပြီးအန်ရိုစီကိုလိုက်သွားပါတော့တယ်။မိမျိုးနေတဲ့တခင်ဖြစ်သူကိုတွေ့ချိန်မှာတော့ Spawn နဲ့ဆဲယုတ်ကလေးကသူ့ခန္ဓာကိုယ်ကိုအုံချပြီးအန်ရို3ပြန်လည်လာအောင်ဆေးကုသပေးလိုက်ပါတယ်။အန်ရိုစီက DNA တွေရပြီးနောက်မှာတော့လူဆိုးကြီးရှယ်လူဟာကဘာပြက်မိစာတကောင်ကိုဖန်တီးလိုက်ပါတော့တယ်။အဲ့ဒီမိစာကြီးကူညီနဲ့ဂျင်းထောင်လိုနေရာချင်းချင်းလေးကနေလွတ်မြောက်လာခဲ့ပြီးကဘာမီပေါ်တက်လာကတွေ့သည်မအကုန်ကိုဖြစ်စည်းပါတော့တယ်။ ဘယ်လိုကတော့သူ့ရဲ့ကစားသမားတွေကိုအဖွဲသုံးဖွဲခွဲပြေးလိုက်ပြီးရန်သူတွေကိုတိုက်ခိုက်ဖို့နဲ့မျိုးသူမျိုးသားတွေကိုကတင်မို့တာဝန်ပေးလိုက်ပါတယ်။အဖြူအောင်မိစ္ဆာကြီးကအာဂတာတဲကနေဂျိုဘက်ဂျိုတင်နေတဲ့ဒရက်ဆက်ပြစ်ခတ်ခဲ့ပြီးနာတာရှောက်တို့အုပ်စုကပြင်းထန်ကာကွယ်ပါတော့တယ်။အန်ုံကိုတော့တစ္ဆာဘောလို့ခေါင်းစဉ်တက်ပြီးကာကွယ်ရေးအဖွဲထဲမှာမပါခိုင်းပဲအိမ်ပြန်ခန့်လိုက်ပါတယ်။ဘယ်လိုလဲရှိသမျှလက်နက်တွေထိုးသွင်းပြီးအဖြူအောင်ကောင်ကြီးကိုတိုက်ခိုက်ခဲ့ပေမဲ့အကျိုးမထူးခဲ့ပါဘူး။အချိန်နေမဟန်တော်မှန်းတည်သွားတဲ့ဘယ်လိုအားသူ့ရဲ့စစ်တီတော်အသွင်ကိုပြောင်းပြီးသူကိုယ်တိုင်ထွက်တိုင်းမှဖြစ်တော်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မို့မျိုးကိုထိန်းသိမ်းဆောက်ရှောက်နိုင်မဲ့အာနာကိုနာတာရှလက်ထဲကိုထည့်လိုက်ပါတယ်။ ဒေါက်တာရှာကလူသွားမယ်လို့ပြောလိုက်တာကြောင့်နောက်ဆုံးတော့နေရောက်သားရှယ်လို့အလုပ်လုပ်နေတဲ့အလုပ်ခန်းစီကိုရောက်သွားကြပါတယ်။အန်ဒွန်ကသူ့မိခင်နားမှာနေရင်လူ့ဘဝမှာမမဘူးတဲ့သူမရှိဘူးဆိုတာကိုနားလည်သွားပြီးသူ့ဆက်ကလေးကိုညီနဲ့တိုက်ပွဲထဲဝင်ချလာခဲ့ပါတယ်။လူတွေကိုတိုက်ခိုက်မိစေတဲ့ဂျိုတွေကိုဘောလုံးကန်တလို့ကန်ထုတ်ပစ်ခဲ့ပြီးပိတ်မိနေတဲ့ကလေးတွေနဲ့တကြီးရွယ်ဦးတွေကိုကယ်တင်ပေးခဲ့ပါတယ်။အန်ဒွန်ဘလောက်ပဲတန်ရာရရသူ့ရဲ့စပွန်နဲ့ဆေးဟုတ်ကလေးကစွမ်းအားတွေပေးနေတာမို့ချစ်ရလေးတစ်ခုတောင်မရခဲ့ပါဘူး။အဲ့ဒီဆေးရုပ်ကလေးကအန်ဒရွန်ကိုလုံခြုံမှုပေးမဲ့ယူနီဖောင်းတစ်ခုလိုပြောင်းလဲသွားပြီးတိုက်ပွဲထဲနောက်တစ်ခေါက်ဝင်ချသွားပါတော့တယ် ကဘာမြေဦးလယ်မှာတော့ဘယ်လိုနဲ့ရှယ်လိုတို့ညောက်ကအဆုံးသက်တိုက်ပွဲကိုချနေကြပြီးနာတာရှာနဲ့ဗေလာတို့ကလည်းတပွဲတလန်အကဲဆန်းနေကြပါတယ်။တိတ်မကြခင်မှာပဲနာတာရှာကနိုင်ရန်ကအစည်းရီနဲ့ညှိမိသွားပြီးမလုံနိုင်မရှာနိုင်ဖြစ်သွားခဲ့တယ်။ဘယ်လိုကရေခဲသွားစီတဲ့လက်နဲ့တည်းရှယ်လိုရဲ့ဆယ်ရန်နရာကြီးကိုပောက်ခွဲပြစ်လိုက်ပြီးရှယ်လိုကိုလည်းမလုံနိုင်အောင်ရေခဲရိုက်လိုက်ပါတယ်။အသွင်ပြောင်းလဲတတ်တဲ့ဗေလာကနာတာရှာအသွင်ပြောင်းပြီးဗေလိုအနာကိုကတ်သွားခဲ့ပါတယ်။အငိုက်မိသွားတဲ့သိပ္ပံပညာရှင်ကြီးလည်းနောက်ဆုံးတော့သူကိုယ်တိုင်အေကပီရက်ဆိုင်သွားပါတော့တယ်။ ဒီချိန်မှာတယ်လီဖုန်းဖွင့်ပြီးအန်ဒရွန်ဝင်လာကဗေလကိုဖမ်းချိုးလိုက်ပါတယ်။ဗေလကိုလည်းရန်စညင်းအောင်တခါတည်းစူးနဲ့ထိုးကတက်ပစ်လိုက်ပါတော့တယ်။တမီးဖြစ်သူကိုကြက်ကင်ပြီးလုံနေတဲ့လုပ်တွေရက်လို့အန်ဒရွန်ကစီခိုင်းခဲ့ပေမဲ့ရှေလူကတမီးနဲ့ယီမန်ချက်ဆိုယီမန်ချက်ကိုပဲရွေးချယ်မယ်လို့ပြောပြီးသူ့တမီးကိုသူကိုယ်တိုင်ပဲစူးရည်နဲ့ထိုးလိုက်ပါတယ်။နောက်ဆုံးတော့အန်ဒရွန်နဲ့နယံကအစည်းရည်နဲ့ကပ်ပိတ်သွားပြီးအကုန်လုံးရှုံးတော့မယ်လို့ခန်းစားနေရပါပြီ။ဒီချိန်မှာဗေလာကအဖြူအောင်ကောင်ကြီးရဲ့စိတ်ထဲဝင်ပြီးစကားတော့ပြောလို့អော်လိုက်ပါတယ်။အကင်းပါတဲ့အန်ဒရွန်ကစိတ်ကိုစူးစူးလိုက်ချိန်မှာမိစ္ဆာကြီးနဲ့ရင်ဆိုင်တွေ့သွားပါတော့တယ်။ပထမတော့ကြောက်လန့်ပြီးထွက်ပြေးခဲ့ပေမယ့်အကောင်ကြီးကိုရင်ဆိုင်ဖို့ရွေးချယ်လိုက်တယ် ။အကောင်ကြီးနဲ့ယင်ပောင်းအောင်လုပ်ပြီးချိန်မှာတော့အိမ်မွေးဒိဋ္ဌိဆန်တကောင်ကိုပိုင်ဆိုင်လိုက်ရတယ်လို့ခန်းစားလိုက်ရပြီးအကောင်ကြီးကသူ့ကိုရံမမူတော့ပါဘူး။အပြင်ဘက်မှာတော့မြို့သူမြို့သားတွေကသူတို့ဘောလုံးပွဲတွေကအားပေးတဲ့အချိန်အန်ထရိုနမ်ဘီကိုတံပြန်အော်ဆူကအားပေးနေကြပါတယ်။ရှယ်လိုကအကောင်ကြီးကိုပြန်ထိချုပ်ဖို့စ조사ခဲ့ပေမဲ့အသေးစိတ်ဝင်သွားတဲ့အဖြူရောင်ကောင်ကြီးကိုဘယ်လိုမှထိချုပ်လို့မရတော့ပါဘူး။နောက်ဆုံးတော့လောက်ခန်းထဲမှာပောက်ကွဲမှုကြီးကျယ်ဖြစ်သွားပြီးရှယ်လိုလည်းပောက်ကွဲမှုထဲမှာပါသွားပြီးတည်ဆုံသွားပါတော့တယ်။ ဲလိုတည်ဆုံးသွားပြီးနောက်မှာတော့ကဘာမီကိုနာတာရှာနဲ့တငယ်ချင်းတစုကအုပ်ချုပ်လိုက်ကြပါတယ်မျိုးသူမျိုးသားတွေလည်းသူတို့ကိုနောက်ရှက်နေတဲ့ရှေလုံမရှိတော့မှန်းသိသွားတာနဲ့အရင်လိုလှပတဲ့ကဘာမီဖြစ်ဖို့ပြန်ကြိုးစားရင်ဇလန်းကပြီးဆုံးသွားခဲ့ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ